ကပုန်းနိုင်ရဲ့အတင်းလေးနှစ်ပြည့်မှာအတင်းနိုင်ရဲ့ကစလုံးမဲ့ဥကျော်သူကိုကျူစုတဲ့ပွဲဆိုရင်မမှားပါဘူးဥကျော်သူရဲ့မလေးရှားအနှံ့ခရီးက၁၀ရက်ပါ နေ့နေ့ထဲမှာအကြောင်းမျိုးမျိုးနဲ့ဆုံးသွားတဲ့လူ400ကျော်အတွက်တရားပွဲနဲ့ပထမအဆုံးနေ့ကိုစခဲ့ပါတယ်အတောင်ဆက်တုံးတော့ကျွန်တော်တို့ပထမတစ်ချိန်ဒီကပုန်းနိုင်ကုနေမှုတွေအကိုစမ်းဝင်းတို့သူတို့ဖိတ်ကြားတဲ့အတွက်ကျွန်တော်တို့သွားတယ်။အမှမလေးရှားနိုင်ငံမှာမြို့တော်တော်များများကိုဒါကျွန်တော်တို့လိုက်ပြီးတော့လူမျိုးဟောပြောပွဲတွေလိုက်လုပ်ရတယ်။ လိုက်လို့တော့သူကလည်းဒါကျွန်တော်တို့ရန်ကုန်မြို့မှာမြန်မာပြည်ထဲမှာဒီနိုင်ကူညီမှုသင်ရန်ကုန်ကျွန်တော်တို့အသင်းကိုသူတို့လည်းသဘောကျတယ်သဘောကျပြီးတော့ဟိုမှာမလေးရှားရောက်မြန်မာလူမျိုးတွေကတေဆုံးနေစဉ်ဒါတော်တော်အတူပါချဖို့တော်တော်ဒုက္ခရောက်တယ်အခက်အခဲအများကြီးရှိအဲ့တော့သူတို့လည်းဒါကျွန်တော်တို့လည်းအားကြပြီးတော့မလေးရှားနိုင်ငံရောက်ကိုမြန်မာလူမျိုးတွေကိုကူညီခြင်းနဲ့ဆန္ဒနဲ့သူတို့ကပ်ပုံးခွင့်ရတာဗမီနိုင်ကူညီမှုသင်စွာသူတို့ ဖွဲ့စည်းလိုက်တယ်။မလေးရှားနိုင်ငံကပ်ပုံး9ရဲ့နိုင်ရည်အသင်းဥက္ကဋ္ဌဦးဆန်းဝင်းဦးဆောင်တဲ့ပရဟိတအဖွဲ့က2023နောက်ပိုင်းကစလို့လူမျိုးရေးလုပ်ငန်းတွေကိုရန်ကုန်နိုင်ရည်ကူညီမှုအသင်းနဲ့တွဲပြီးလုပ်ကင်နေတာပါ။ ခဲ့ပါတယ်။ဖွဲ့စည်းပြီးတော့ဒီ2013မှာဒါကျွန်တော်တို့အဲ့ဒီကတည်းကကျွန်တော်တို့နိုင်ငံအဖြစ်သူတို့လုပ်ပြပါဆိုပြီးသူတို့ညစ်တာရက်ခံတယ်။သူတို့ကကျွန်တော်တို့ကအဲ့တော့ဟိုမလုပ်သေးဘူးလို့မလုပ်သေးဘူးဆိုတော့ကျွန်တော်တို့အခြေအနေကြည့်ဟုံးမယ်။သူတို့ဒီကမ္ဘောနားရဲ့ကုနေမှုတွေလှုပ်ဆောင်ချက်တွေဒီဟာဟိုဒါကျွန်တော်လေ့လာရမယ်။ဟိုကိုယ်နိုင်ငံအဖြစ်ပါပါအဝေးရောက်နိုင်ငံအဖြစ်ပါပါဆိုတိုင်းဒါကျွန်တော် လက်ခံတော့မဖြစ်ဘူးအဲ့တော့ဒါကိုကျွန်တော်စောင့်ကြည့်တော့အခုဒီ2015ဒီဒီချိန်ရောက်တော့ဒုတိယချိန်ကြတော့ဒါကျွန်တော်တို့ကဲနိုင်ငံအဖြစ်ကျွန်တော်ရဲ့ကျွန်တော်စနီးရွှေစည်းခွဲရောဒါနိုင်ငံအဖြစ်သူတင်ကျင်တယ်လို့ပြောတဲ့အတွက်ဒါကျွန်တော်တို့လက်ခံလိုက်တာဒီစုစိတ်ကိုအဘဲကြောင့်ကပုန်းခွန်ရဲ့အသားမင်းနိုင်ငံရဲ့ပြည်မှုတင်ကြီးကပေးအပ်လိုက်ရတယ် နောက်နေ့ဒီမှာဥကြဒီနယ်အဖွဲ့မလေးရှားနိုင်ငံအနက်မှာစာပေဟောပြောပွဲတွေလုပ်ခဲ့တာပြီးတယ်။ကျမတို့မြန်မာနိုင်ငံမှာကဘာကဒသနိကပညာရှင်တွေ philosophy ပေါ့အတွင်းခေါ်ပညာရှင်တွေအားလုံးကလည်းအမြင့်ဆုံးအကောင်းဆုံးအတွင်းခေါ်ပညာရှင်လို့သတ်မှတ်တဲ့ဗုဒ္ဓမြတ်စွာဘုရားသိပ္ပံပညာရှင်တွေကလည်းသူတို့ရဲ့သိပ္ပံပညာနဲ့နှိုင်းယှဉ်ကြည့်ရင် ပြီးတော့အခြားပရာဟိတအဖွဲ့တွေနဲ့တွေ့ပြီးအတွေ့အကြုံအခက်အခဲတွေကိုဆွေးနွေးပါတယ်။အားလုံးမင်္ဂလာပါ။အခုရှုစားတာဒါကျွန်တော်ရုပ်ရှင်လောကရုပ်ရှင်လောကမှာပိတ်ကားပေါ်နေပြီးတော့ကြီးတဲ့တွေအတွက်အကူတွေပြီးနေတဲ့ကြုံပုံပါပဲ။ကြီးတဲ့တွေကဒေါသတွေ၊လောဘတွေ၊မောဟတွေရေမောခြင်းတွေဒါတွေဖြစ်စေတယ် ဒေါ်လာပိုင်း29ရက်ရောက်တော့나ရင်အလောင်းနှလောင်းကိုကွာလာလမ်ပူချဲရက်စ်တုတ်တံမှာဥကြော်သူတို့အဖွဲ့တကြွကွင်းရခဲ့ပါတယ် လေးရှားနိုင်ငံမှာတည်ဆုံသွားတဲ့ရွှေပြောင်းလုပ်သားတွေနောက်ဆုံးခီးကချောချောမွေ့မွေ့ဖြစ်တာတော့နည်းပါတယ်အခက်အခဲတွေအစဉ်အဆက်ဖြတ်ပြီးမှခြံခဲ့တဲ့မိသားစုတွေကတည်ဆုံသူတွေအတွက်တရဏဂုံတင်ခွင့်ရကြပါတယ် ီကျွန်တော်ပြည်တွင်းဥပဒေအရစီပင်ဥပဒေပေါ့လေစီပင်ဥပဒေအရဒါကျွန်တော်လုံးလုံးကင်လို့အဆင်ပြေတယ်။အဲသူတို့မလေးရှားနိုင်ငံရောက်တော့ဒါပြည်ပနိုင်ငံမှာကျွန်တော်မြန်မာလူမျိုးတွေကဒါမလေးရှားနိုင်ငံနဲ့မကဘူး။ဒီပြင်ဒီယူဂျာတို့အော်စတြေးလျတို့ဒီမားတွေပါသူတို့ကတော်တော်အခက်အခဲတွေရှိအခက်အခဲရှိရဆိုတာမြန်မာပြည်သူပြည်သားအချင်းချင်းကူညီတဲ့နေရာတော့မှဒါဆုံးနေဆိုတာနဲ့ဒါရဲကိစ်ပဲ။ဟာရဲရနေပြီးတော့တရားဟို ရဲကိလုတ်တယ်မဒါဆဲရုံမှာအလုတ်လို့ရင်းနဲ့ဒီ accident ဖြစ်ပြီးတော့ဆုံးတာလို့ဒါတွေရှိတယ်နောက်အသက်ခံရတာတွေရှိတယ်နောက်ဒီ cycle accident တို့ car accident တို့ဒါတွေအများကြီးပဲအဲ့တော့ဒီလို accident နဲ့ဆုံးတာများတယ်ဒီ96ပါးယောဂနဲ့ဆုံးတဲ့သူကရှိတော့ရှိတယ်ဒါပေမဲ့နည်းတယ်အဲ့တော့ accident နဲ့ကြုံနေဆိုတာပြပဒီမလေးရှားဆိုမလေးရှားရဲနဲ့ဒါဆက်ဆံရပြီပြပရဲနဲ့ဆက်ဆံရတဲ့ကိစ္စရှိမယ် တော့ဒီအေကန်းထားရစီလဲအေကန်းမှာ ပြဿနာရှိပြီးတော့ကြိုးဖို့ဒီစာဒီဟာတွေရဖို့ကတော်တော်အခက်အခဲတွေတော်တော်နှိမ့်မြောက်မြောက်များများစွာနဲ့သူရင်ဆိုင်ရတယ်အဲ့တော့ကျွန်တော်တို့ပြည်တွင်းမှာလောက်တာတဲ့သူတို့ကပို့ပြီးတော့ဒုက္ခဒုက္ခပူခံရတယ်အနစ်နာခံရတယ်ဟိုအလုပ်ပြအကင်ပြက်နေဒီလူတယောက်ဆုံးပြီဆိုရင်သူတို့သွားပယ်ရတဲ့မြို့ဘယ်နေရာမှာပယ်တယ်ပယ်တဲ့နေရာအထိသူတို့သွားရတယ်အဲ့တော့မလေးရှားနိုင်ငံမှာတော့ဒါကျွန်တော် လေးလာတလောက်ကတော့ဒါကပ်ပုံးနိုင်ကွင်းမူတဲ့ကိုဆန်ဝင်းကျွာတော့တော်တော်လေးကိုပင်ပင်ပန်းပန်းနဲ့တကယ်ကိုအခက်ခဲပေါင်းညောင်များစွာနဲ့သူတို့လုံနေရတယ်မလေးရှားမှာအခက်ခဲတွေကြားထဲကကြိုးစားရက်တည်ခဲ့တဲ့လူမှုရေးအဖွဲ့30ကျော်လောက်ရှိပါတယ်ဒီထဲမှာကပ်ပုံးဖွင့်ရတဲ့သမီးနိုင်ကွင်းမူအတင်းကတော့စံပြဖြစ်ခဲ့တာပါ ကိုဆန်းဝန်းတို့အဖွဲ့လိုပဲခွဲနေတဲ့အဖွဲ့အစည်းတွေကလည်းကိုဆန်းဝန်းတို့ရဲ့လက်တွဲညီညွတ်ညွတ်နဲ့ပေါင်းပြီးလုပ်ကြမယ်ဆိုလို့ရှိလို့ရှိလို့ရှိလို့ဒီပို့ပြီးတော့လည်းကူဒုက္ခရောက်တဲ့လူတွေကူညီလို့ရတယ်เนาะအတင်းဖွဲ့ချင်းရင်းလည်းညီညွတ်မှုရှိမယ်เนาะအတင်းတွေအားလုံးလည်းကြောင်းတဲ့တယောက်ကဒီလိုလည်းပေါ့ဒီတိတ်လေးလေးပြင်လို့ရှိတော့လို့ဘာပဲလုပ်လို့တွဲလုပ်တဲ့ကာကြတော့ဒီပို့ပြီးတော့အဆင်ပြေတာပေါ့ချောချူဖြစ်တာပေါ့ ပြန်ငင်ရပိုင်းအလိုမှာမလေးရှားနိုင်ငံကအထင်ကရနေရာတွေကိုလည်းလေ့လာဖြစ်ခဲ့ပါတယ်။ ုပြီးပမှရောက်နေတဲ့မြန်မာပြည်သူပြည်သားတွေအားလုံးကျွန်တော်တခုကျွန်တော်မြေသားရက်ခံချင်ပါတယ်ကျွန်တော်အားလုံးကအမှန်မှာတော့ကိုယ်နိုင်ငံကိုယ်အိမ်ပါပဲနေထိုင်စားတောက်ချင်တဲ့သူတွေကြီးပါပဲအခုကကိုယ်နိုင်ငံကိုယ်အိမ်ပါနေထိုင်မှုကစားဝတ်နေပြဿနာတွေတက်လာတဲ့အတွက်အခုလိုပြည်ပနိုင်ငံသွားပြီးတော့ဒီလိုအလုပ်တွေလုပ်နေရတယ်အဲ့တော့တနေ့လုံးမှာတနေ့စားရတဲ့သူတွေရှိတယ်အဲ့တော့အချိန်ပိုင်းနဲ့ လုံးလုံးနေရတဲ့သူတွေရှိတယ်ယုံကန်နေရတာတွေရတယ်အဲယုံကန်နေရတဲ့အတွေ့တွေ့တဲ့နေရာမှာကျွန်တော်တို့ဒီအခုမလေးရှားရောက်တော့ကျွန်တော်ကြီးလိုက်တယ်ကျွန်တော်တို့ဒီအတုပချတဲ့အတုပတွေကဒါအပတ်ခံလို့စုံတဲ့အလောင်းကြီးနောက် accident ဖြစ်လို့စုံတဲ့အလောင်းကြီးအဓိကတော့ accident ဖြစ်တာပဲဖြစ်ဖြစ်အပတ်ခံရတာပဲဖြစ်ဖြစ်ဒီမူရတောက်စားတဲ့အရက်သေးစားတောက်တဲ့မူရစီကြောင့်ဒါကြီးကြောင့်ကျွန်တော်တွေ့ရတယ် အဲ့တော့ဒီမူရဲ့စေဝါရဲ့တေစာတွေကိုလည်းအတန်တန်ဆုံးမတုံဆွဲကြဘူးဒါကျွန်တော်မြတ်တရခံတယ်။ဘာကြောင့်ဒီလူဘွားတန်ဖိုးရှိရှိနဲ့နေသွားဖို့ကောင်းပါပဲ။ကိုရေပြပမှာဒီအလုတ်ကိုင်းလောက်ရတယ်ပတ်စံရှားတယ်ရှားပြီးတော့ကိုပြည်တွင်းမှာရှိရကိုမိဘကိုဆွေမျိုးသားချင်းတွေကိုကိုကပို့ပေးရတယ်။ပို့ပေးပြီးတော့တစ်ချိန်မှာကိုကတကယ်ကိုဟိုပြပနိုင်ငံမှာအလုတ်လုတ်ပြီးတော့အောင်မြင်တဲ့ လူတယောက်အနေနဲ့ကိုယ်အမိနိုင်ငံကိုယ်အမိအိမ်ကိုပြန်လာတာကိုပဲလူတိုင်းမြင်ကျင်ပါတယ်ကိုယ်မိသားစုတွေကလည်းမြင်ကျင်ပါတယ်အဲ့တော့ကိုယ်တွေကပြည်ပနိုင်ငံမှာနေရဆိုရင်ဒါလိမ္မာရေးချားရှိဖို့လူကျက်ဝယ်ကိုစောင့်ခင်းကြဖို့တယောက်နဲ့တယောက်လည်းမြန်မာပြည်သူပြည်သားအချင်းချင်းရိုင်းရင်းကူညီကြဖို့ဒါကျွန်တော်မြစ်တရရခံကျင်ပါတယ်